ဟာလလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အွန်လိုင်းကညီကိုမောင်နှမတွေ God bless you အာမင်ချစ်တော်ညီကိုမောင်နှမတခါတလေကျွန်တော်တို့ရဲ့ဘဝရဲ့အကောင်းတွေဖြစ်စည်းခံတဲ့အခါရှိတယ်နော်ဟောငါ့ရင်ကောင်းလိုက်တာငါကကောင်းလိုက်တာဖြစ်စည်းခံတဲ့အခါရှိတယ်ပျောက်သွားတယ်လူသွားတယ်ဆုံးရှုံးသွားတယ်အကောင်းတွေဆုံးရှုံးသွားတာရှိတယ်နော်ငါဖျောက်ချဲ့တာနဲ့ဘာလို့ဆုံးရှုံးရတာလဲမေကုံတထောင်နေနော်မေကုံပေါင်းများစွာနဲ့ ဘလို့ဖြစ်ရတာလဲငါဘောရှိတယ်ကျွန်တော်ပြောမယ်ဖယောင်းတင်တကယ်ချစ်တယ်ဆိုရင်ဖယောင်းနဲ့အသက်ရှင်နေဆိုရင်အကောင်းရဲ့တစ်ဖက်မှာပါလားမလဲตาရွေးကောင်းတာလာမယ်အကောင်းဆုံးလာမယ်မှတ်တာပါအကောင်းရဲ့တစ်ဖက်မှာလူတွေကအဆိုးရှိတယ်ထင်တာကျွန်တော်ပြောမယ်ဖယောင်းသခင်နဲ့အသက်ရှင်သောသူအတွက်အကောင်းရဲ့တစ်ဖက်မှာตาရွေးကောင်းတာရှိတယ်အာမင်အကောင်းဆုံးနေရှိတယ်လာမယ် ဒီຢာနဲ့ပတ်သက်ပြီးကျွန်တော်နှုတ်ကပတော်နဲ့အားပေးခြင်းနဲ့ကောင်းပြီရောသက်ကြောင့်နည်းနည်းကြည့်အောင်တရက်တော်အဖေလောက်တဲ့လူကตาရောသက်ဟေးနေအကိုတွေတိုးကြောင်နေတယ်သွားကြည့်အောင်ဒါနဲ့ရောသက်ကအကိုတွေရှိတဲ့နေရာကိုလာ ရောလာတော့လေဟာအကိုတွေကငကိုတွေကရောသက်ကိုမကြိုက်ဘူးဘာလို့မကြိုက်လဲဆိုသူကဖေကကြံတဲ့လူတွေသူ့ကိုပို့ချစ်တာဟုတ်အဲ့ဒါကြောင့်မကြိုက်ဘူး နောက်တစ်ချက်ကယောသတ်ကအိမ်မက်မက်တယ်အိမ်မက်မက်ကြီးလေ तू ကကောင်းစားတယ် तू ကကိုရီးယားသူ့စီမှာကျွန်လာဖြစ်တယ် तू အိမ်မက်ကလေပြီးငိမ့်ငိမ့်မနေဘူးအဖေကိုသွားသားပြောပြတယ်အကိုရီးရှင်းမှာပြောတော့ကိုရီးယားအိမ်မက်အကြောင်းကြတော့စိတ်တူတာပေါ့နော်နေအိမ်မက်ကအမြဲတမ်းငါတို့တဲ့တာနေတယ်အဲ့တော့အကိုရီးကယောသတ်ကိုမနာလို့ကဲအခုအဖေကလွတ်လိုက်တဲ့ယောသတ်ကိုသွားကိုရီးစီဆိုတော့ရောက်လာရောဒါနဲ့ပဲအကိုရီးယားချက်ချင်းယောသတ်ကိုမုန်းတော့လေအိုးရောက်တာနဲ့ အိမ်မက်ဆရာလာပြီတဲ့ဖမ်းဆိုတခါတည်းဖမ်းလိုက်တာညီကိုရင်တော့မလုံနဲ့တွဲရယ်ဗျတခါတည်းဖမ်းအင်ကြီးဆွဲချွတ်ပြီးတော့ဖြဲပလိုက်တယ်ဘလောက်ခံစားမလဲရောသက်အိုးသူခမရကြေကွဲเสียရပဲဘဝမှာကိုယ့်ရဲ့အကောင်းစားလေးတွေပျက်စီးသွားပျောက်သွားလူသွားလိန်သွားဘလောက်ကြေကွဲလဲမဟုတ်ဘူးလားလိန်သွားတဲ့လူကကိုယ့်ရှင်းမှာအဲ့ဒါကြီးပြန်ပြီးတော့တုံးပြူနေပိုးကြေကွဲနော် တာနဲ့ပြီးတော့ယောသက်ကိုတွင်းနဲ့ပြစ်ချပလိုက်ယောသက်တွင်းနဲ့ကြသွားခဏနေတော့ဘေးနားမှာကုံတွေတွေဖြတ်သွားတော့သူ့အကိုရီးယားကုံတွေတွေကိုလည်းဒီယောသက်ကိုထုတ်ရောင်းလိုက်မယ်တဲ့ငွေ20နဲ့ရပြန်ယောသက်ကိုထုတ်ပြီးရောင်းပလိုက်ဟိုရောက်တော့ကုံတွေတွေကအေဂရုပြည်မှာယောသက်ကိုတစ်ခါပြန်ရောင်းလိုက်တယ်ပေါတိဘာစီမှာယောသက်ကသူများစီမှာကျွန်သွားဖြစ်ကောအိုးသူ့ဘဝကျွန်ခံနေရင်တဲ့အဲ့ဒီအိမ်မှာလည်းတစ္ဆာရှိရှိနေပါတယ် အဖေနဲ့နေတော့တစ္ဆာရှိ အကိုရီနဲ့လည်းတစ္ဆာရှိဘာမှမမားပါဘူး။အိုဖန်းခံရတယ်ဟလာခေါ်သွားခံရတယ်ရောင်းစားခံရတယ်ပေါ့လေဟိုရောက်တော့လေတစ္ဆာရှိပါတယ်။သို့တော့တရက်တော့အိမ်ရှင်လောက်တဲ့တထရခยีသွားတယ်။သူ့မိမနဲ့ယောသက်တို့ထားခဲ့အဲ့ဒီတထေးကတော့ယောသက်ကိုသဘောကျတော့ငါနဲ့အတူအိပ်ပါတဲ့။ဟိုကမအိပ်တော့နောက်ဆုံးတခါတည်းဝက်လုံးကင်ထားရော့ ကင်ထားတော့ယောသဘလိုလုံးမလဲအဲ့ဝစ်လုံးကိုစွန့်ပြီးထွက်ပြေးသွားရောဝစ်လုံးကတထေးကတော့လက်ထဲမှာကြံခဲ့တထေးပြန်လာတော့ငါကျွန်ရောဟေးဓမ္မနိကျွန်ငါမယုံမသေးလို့អော်လိုက်တာထွက်ပြေးသွားတယ်ဓမ္မသူ့ဝစ်လုံးဒါနဲ့တထေးကဘာလုပ်လဲဆိုယောသကိုတခါတည်းအတွင်းထောင်ထဲမှာထားလိုက်ယောသကထောင်ထဲရောက်သွားရောထောင်ထဲကနေပြီးတော့အမဝင်းကြီးနှစ်ယောက်လဲထောင်ကြတယ် ယောသကအိထောင်ထဲကနေဝင်ကြီးနှစ်ယောက်အိမ်မက်မက်တာအတိတ်ပဲမသိလို့တဲ့ယောသကဘာသာပြန်ပေးလိုက်တယ်အဲ့အိမ်မက်ကိုအဲ့ဒီမှာဖာရောဘီရင်ကအိမ်မက်တစ်ခုမတ်တယ်ကြောက်စရာကြီးအိမ်မက်ကိုနားတော့မလဲဘူးကြောက်စရာကြီးဒါနဲ့ချက်ချင်းပဲဝင်ကြီးတွေခေါ်ငါအိမ်မက်ကိုဘာသာပြန်ပေးမပြန်ပေးနိုင်ရင်ဒဏ်ခတ်မယ်ဆိုဘယ်သူမှမပြန်ပေးနိုင်ဘူးအဲ့ဒီချိန်မှာထောင်ဝထွက်လာပြီးအရင်ယာရုပြန်ရတဲ့ဝင်ကြီးက အဲယောသတ်တော်တိမာပဲဒီအတိဘယ်ဟိုဆိုပြီးတော့လေဘယင်းကိုခွင့်တောင်းတဲ့ရှင်မင်းကြီးယောသတ်ဆိုတာရှိတယ်ထောင်ထဲမှာကျွန်တော်လဲထောင်ထဲမှာနေတော့ကကျွန်တော်အိမ်မက်ကိုယောသတ်ဘာသာပြန်တာမှန်းနေအရှင်မင်းကြီးအခွင့်ပေးရင်ယောသတ်ကိုမေးရင်တော့မကောင်းဘူးလားဘယင်းအမိတ်နဲ့ယောသတ်ထောင်ကထွက်လာတယ်ကဲယောသတ်ပြော့ငှအိမ်မက်အတိဘယ်ယောသတ်ရှင်းပြလိုက်တာအဲ့ဒီဘယင်းသဘောကြီးကြလို့အိုးငှအိမ်မက်ကိုနေရှင်းပြတာကွက်တိပဲနော်မှန်လိုက်တာ နေထောင်နေပြန်မသွားနဲ့တော့ဆိုပြီးတော့မှလေရောသက်ကိုဘယင်ကချိမြောက်လိုက်တာကဘာဦးကျန်းအခန်းကြီး41 39ကနေ42မှာအိုးနေထောင်နေပြန်မသွားနဲ့လားနန်းတော်မှာနေဆိုပြီးတော့မှဘာလောက်လိုက်လဲဆိုတော့ဘယင်ကလက်စွပ်ချုပ်ပြီးတော့မှတခါတည်းရောသက်လက်မှာစွပ်ပေးလိုက်တယ်လက်စွပ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲအခွင့်အာဏာ သူတို့ခေတောင်းအတခုခုလက်မှတ်ထိုးမယ်ဆိုရင်လက်စွန်းနဲ့ဒစိုက်ရရတယ်အဲ့ဒါလက်မှတ်ပဲအမိတ်ပေးတာယောသက်ဘာရသွားပြီလဲအခွင့်အာဏာရသွားပြီလက်စွန်းဆိုတာအခွင့်အာဏာဘယင်ကသူ့ကိုဘာအဝတ်ပေးလိုက်လဲပိတ်ချောအဝတ်အဖေချုပ်ပေးတဲ့အဝတ်ထက်တော့ဒီအဝတ်ကတာရွေးကောင်းတယ်မဟုတ်ဘူးလားအဖေပေးတဲ့အဝတ်ကတော့ဒီပိတ်ချောလောက်ပဲကောင်းမလဲဒါဘယင်ပေးတာလေဘယင်ပေးတယ်ဆိုမှတော့ဘယ်လွယ်ပါမလဲအကောင်းစားပေါ့ ရိုးရိုးမဟုတ်ဘူးယာဒူးရှိတော်သူဝေးရတဲ့အဝေးပိတ်ချော့အိုးပါတော့ဘယင်ပြီးရောတတ်ပဲဖြစ်သွားပြီတခါတည်းရွှေစလွယ်နဲ့အပိတ်ချော်ကြီးနဲ့လက်စွတ်ကြီးနဲ့အိုးမြင်းရထားပေါ်မှာစီးသွားတာလူတွေကအလုံးပြတ်ဝပြီးမှဘယင်နေရာမှာချီးမြောက်တယ်ဆိုတော့ချစ်တော်ညီကောင်မတို့ကျွန်တော်ပြောခြင်းနဲ့ဘဝအသက်တာမှာရောသက် 平安的回来吗？大卫，我讲不啦，不讲那不，没差吧？啊，讲啊罗，阿哥的撇不来比，大卫，讲那什么？早尼的，Amen。舌头尼个妈妈，讲那多耶，没差。发扬过舌头度的，大卫，讲那来吗？Hallelujah，Amen。大家听见不哇吗？发扬过七步耶气的，发扬过二度十步耶气的，发扬过阿哥步耶气的。 အာမင်ဖယားနဲ့မွဲ့လျော်ဖို့အရေးကြီးတယ်။ကောင်းတဲ့အရာတွေပါသွားမယ်မပူနဲ့။တာ၍ကောင်းတာကအရှိမဆောက်နေတယ်။ဟာလေလုယ။အာမင်။ဒါကြောင့်မလို့လုံအောင်စိတ်တမကြနဲ့လုံအောင်စိတ်မပြတ်နဲ့။သင်မိသားစုထဲမှာသင်အသင်းတော်မှာသင်ရဲ့လုပ်ငန်းထဲမှာကောင်းသောအရာတွေဘာတွေဆုံးရှုံးသွားလဲ။ဝမ်းမနဲ့နဲ့တာ၍ကောင်းတာဆောက်နေတယ်။ရောသက်ဝိလုံအဖေပေးတာကောင်းလား။တိတ်ကောင်းတာဗော။ဖြဲခံလိုက်ရတယ်။တာ၍ကောင်းတဲ့ဘယေဝိလုံကဆောက်နေတယ်။အာမင်။ အဲ့ဒီနှစ်ခုကြာ73နှစ်တော့ခြားနာတယ်နော်73နှစ်กว่าတယ်ချက်တော်ညီကောင်မောင်တို့မဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာ ကောင်းသောအရာတွေလွင့်ပါသွားလို့ငါဘွားကြီးသွားပြီလို့စိတ်တမကြနဲ့တာရွေးကောင်းတာရှေ့မှာစောင့်နေတယ်စိတ်တမကြဖို့အရေးကြီးတယ်အာမင်အကောင်းဆုံးကအရှိမှာစောင့်နေတယ်အာမင် God bless you